ဇန်ဝင်စားပြီးတော့လှုပ်လိုက်တယ်ဒါပေမဲ့တကယ်ရိုက်လိုက်ချိန်ပြန်ကြည့်ရချိန်မှာမှ leaving jaw တွေလည်းထောင်လို့တူလာမို့တန်ဟိုလိုကျေတာမဟုတ်သူများလို့တန်အရန်အောက်အောက်ကိုယ့်ကိုခံစားမရတော့တန်မအောင်ဒါပေမဲ့အောင်မဲနဲ့စူးနေရပါဘောနော်အဲ့လိုမျိုးအာတန်ဦးရဲ့တော်တော်ပြောနိုင်နေပေါ့အဲ့လိုလာပြောကြစူးနေရပဲဆိုတကယ်ရိုက်တဲ့ချိန်မှာလဲလीအဲ့လိုရိုက်တဲ့5432 reaction ဆိုအဲ့လိုဖြစ်ဖြစ်သွားတာ ဲ့ခမ်းမလေးအမန်တို့ကိုကိုကြောထောင်လို့ထောင်နေမှာမသိပါဘူးမရဲ့တည်မလားဟိုရိုက်တဲ့ချိန်ရိုက်တဲ့ချိန်တော့ဒီလိုပဲ or his or her ပဲချိန်မှာပဲတည်မလားကိုစိတ်နဲ့ကိုပဲအကောင်းဆုံးဇန်ဝင်စားပြီးတော့လှုပ်လိုက်တယ်ဒါပေမဲ့တကယ်ရိုက်လိုက်ချိန်ပြန်ကြည့်ရချိန်မှာမှာ11ကြော်တွေလည်းထောင်လို့အဲတည်မလားသူ့အော်ကိုပြီးတော့လေဟိုမစ်တော်တော့တော်တော့ဆင်မတော်ဘူးမတော်နိုင်အဲ့မှာဆိုလဲအတန်လေးအဲ့လိုမဟုတ်တန်ဟိုလိုကျဲတာမဟုတ်သူများလို့ တန်အရင်အောင်အောင်ကိုယ့်ကိုခံစားမရတော့တန်မအောင်ဒါပေမဲ့အောင်မဲနဲ့စူးနေရပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးခံစားရရတော်လို့ပြောနေရနော်တောင်းနိုင်မို့မတောင်းနိုင်မို့တောင်းတော့တောင်းအာတောင်းဦးတဲ့တော်တော်ပြောနိုင်နေပေါ့အဲ့လိုလာပြောကြစူးနေရပဲဆိုတကယ်ရိုက်တဲ့ချိန်မှာလဲလေအဲ့လိုရိုက်တဲ့5432 reaction ဆိုအဲ့လိုဖြစ်ဖြစ်သွားအဲ့လိုမျိုး ောက်ကြားကိုငွေပေးပြီးပြန်ဝယ်ရအောင်ဆိုတာပြောကြတယ်ကြာနော်။နော်အဲ့လိုဖြစ်သွား။ပြောပြန်ခံတာကိုကိုကတော့မကြည့်လိုက်တဲ့အချိန်မှာအဲ့လိုဖြစ်တာ။ဟုတ်တယ်။နော်ဖောက်ပြန်တာတကယ်ဆိုတွေးကြည့်လိုက်မယ်ဆိုအချင်းကလေ6လကျော်8လအဲ့လောက်လောက်ရှိရလေဘာလို့ဆိုတော့ကိုကလုံးဝတိမနေသူ့လွှတ်ထားပေးတာဟိုလှုပ်ချင်တာလှုပ်ဆိုပြီးတော့ဟိုမဖောက်ပြန်ပြီးရပဲဆိုတကယ်တိရဲ့ချိန်တော့လုံးဝကိုစီမှာဘာမှမရှိတော့ကိုကိုမှာအဲကိုဘေးမှာဆိုသူတယောက်တည်းရှိရလို့อ่ะသူကပါကိုဘက်မှာမရှိရဘူးဆိုရဲ feeling ရ စိုးတယ်လေနော်မနော်။ဘာဖြစ်လို့ငါယုံကြည်မှုတဲ့လွဲသုံးစားလောက်တာလဲ။နေအဲ့လိုတော့နာတာနေလားအကောင်ရဲ့။ဟုတ်ပြန်နဲ့အဲ့အတည့်ရဲ့အချိန်ကလည်းဇသိန်းနာရောက်ခါနေပြီးအချိန်ဖြစ်နေဆိုတော့မိုးတန့်ဖို့အများကြီးချိန်ရ။ပြီးတော့အဲ့ချိန်မှာဖောက်ပြန်နာဟိုဟိုဟာတဲ့ငါ့ဘောမှာလုံရဲလိုက်လေချင်းဆိုတာရဲ့။တားလေးပြန်ရောက်လာတဲ့အချိန်ကြမှာငါတို့မိသားစုလေးပြန်ဆုံရတဲ့အချိန်ကြမှာဒီလိုမျိုးအဲ့လိုငါဒုက္ခတွေကိုပြန်ခံရရပေါ့ဒီဒုက္ခအဓိကတော့ပရိသတ်ပရိသတ်ကိုပေးချင်တာကတော့ဒီဟာက အာဟိုကိုစိုးခဲ့မိုက်ခင်းပြရဲအတွက်ပြန်ပြီးတော့တောင်ဝေခိုင်းရဲဆိုတာဟာမျိုးလေးပေးချင်တာဆိုတော့ဒါအတွက်ဒီကာရောက်ခမရောက်ခမပေါ်မှာငါဟိုဟိုမထန်ခဲ့လို့ဒီလိုမျိုးဖြစ်တာလားဆိုပြီးတော့ဒါမျိုးတောင်ဝေခိုင်းရသွားဆိုရဲပုံတရံမျိုးပေါ့နော်ဆိုတော့အဲကြောင့်မို့ကိုကပြန်ပြီးတော့အဲ့ဒါတွေကိုကို့အမားတွေကိုပြန်မြင်လာရဲပေါ့အဲ့လိုမျိုးပုံတရံလေးပါမှာ ရှမ်းပြောရတဲ့အတွက်လည်းရှိုင်းနေဆိုတဲ့ဟာလေးဖတ်ခဲ့သေးတယ်နော်ဟုတ်ဟုတ်ခံနေရောဒါဘယ်လိုခံရလဲတွေးတော့တွေးမိရဲ့ဒါပေမဲ့အဲ့အတွက်ကိုတော့အရင်ရင်မှုစိတ်မပူဘောက်လဲဆိုတော့ဘိုးကိုရဲ့တာဝန်ကကိုလောက်ကိုတာဝန်ကြီးအောင်လုပ်ရမှာကဒါတရုပ်ဆောင်နိုင်ရဲ့အလုပ်ပဲဆိုတော့သားပါတော့စိုးတဲ့ character ရိုင်းတဲ့ character ပဲဖြစ်ဖြစ်အရင်ရိုက်ကြတဲ့ character ပဲဖြစ်ဖြစ်ဘလိုကြီးအဲဟိုဖြစ်နေတဲ့ character ပဲဖြစ်ဖြစ်ကို ပေးလာရင်ကိုကလက်ခံပြီဆိုတော့ကိုတာဝန်ကြီးအောင်လောက်ရမှာပဲဆိုတော့အဓိကတော့ဓာကြီးနဲ့မတူမှတာအာကိုကတာဝန်ကြီးရဲ့အဲလုံမျိုးမလုံးနိုင်အောင်ဆိုမျိုးဖြစ်မှာဆိုတော့လေဆိုတော့အဲဒါတော့ဒါရင်မဲ့ပြိတ္တအနေနဲ့မြင်တဲ့အချိန်မှာကြာတော့အလူကြီးကိုပြန်ပြောရဲဆိုတော့ဒါမဲ့ဇက်ကွာအဲ့လိုမျိုးဖြစ်နေရဆိုတော့သူကိုယ်တိုင်ကလည်း ဆိုတဲ့မိန်းကလေးတယောက်ဆိုတော့အဲ့လိုမျိုးလေးပါနင့်အကျွေးနေဆက်လေဘာဖြစ်လို့ငါစီမှာပတ်ဆက်လာချင်းနေရလဲအရှင်းစရာဘယ်သူကချင်းနေလို့တော့ရှင်းနာတော့သူရှာရှည်ပြီးရှင်တို့ပြောတာလေကျမလည်းမဆိုင်လို့တော့ဇလန်တွဲဆိုပြီးလုံးဝအရှိတ်ဟုန်နဲ့အားလုံးရိုက်ကူးလာတဲ့အချိန်မှာတိုးဆောင်တေးဆိုတာလည်းအများကြီးပေါ်ထွက်လာတဲ့အောင်မြင်တဲ့ဇလန်တွဲကြီးဆိုလည်းအဲ့လိုချက်နဲ့အတိတ်ကနေရိုက်ခဲ့တဲ့ဟာကြီးအများကြီးအများကြီးရှိခဲ့တယ်ဆိုတော့အဲ့လိုမျိုးဟာမှမှဒီလိုမျိုးဇလန်တွဲတစ်ခုထပ်ပြီးတော့ပြန်ဖြစ်လာဖို့ဆိုတာပြန်ပြီးတော့ဆိုတော့နည်းနည်းတော့ဟို ကြက်တာပေါ့နော်လောက်ရကြရဆိုတော့အဲ့လိုမျိုးတော့ရှိရပေါ့ဒါပေမဲ့အခုလိုမျိုးပြိတက်က ဘာပဲပြောပြောအဲလက်ခံပေးတယ်ချစ်ပေးတယ်အတိမတ်ပြုပေးရယ်ဆိုတော့ဒါမိုးရိုးမိုးရိုးနုပညာသမားတွေအကုန်လုံးကဒီလိုကိုရိုက်လိုက်တဲ့ကားရုပ်ရှင်ကားပဲဖြစ်ဖြစ်ဆက်လန်းတွဲပဲဖြစ်ဖြစ်ပြန်ပြချိန်ကြရင်ပရိသတ်နဲ့ကိုယ်နဲ့တသားရဲဖြစ်ပြီးတော့ပရိသတ်ကအပေးလက်ခံဖို့ဆိုတာဒါနုပညာသမားတိုင်းရဲ့ပတ်နိုင်မယ်လေအဲဒါဒါပထမရည်ရွယ်ချက်ပဲအဲ့အမှလဲကိုလှုပ်ခဲ့တဲ့အရာတွေကအရာထင်မအောင်အဲ့ဆိုဒီကားမှလဲ အရာထင်ခဲ့လို့ထင်ပါတယ်ဟုတ်အဲဒီမိုးစိတ်ထဲမှာတော့အဲတကယ်ကိုနောက်ထပ်မှတ်တိုင်တစ်ခုထူနိုင်ခဲ့ရပေါ့နော်ပြီးတော့ဒီမိုးတကယ်ကိုဇက်ကောက်တစ်ခုလက်ခံပြီးဒီကောက်လက်ခံလိုက်ပြီးဆိုကြတာတကယ်ကိုအာတုံခွန်ဆိုင်ပေါ့စိတ်ရောလူရောနှစ်ပြီးတော့တကယ်ကို ဟိုအများကြီးအားစိုက်ထုတ်ပြီးစူးစမ်းခဲ့ရပေါ့နော်ဆိုတော့ဒီရလက်လေးကအခုလိုရုပ်လုံးပေါ်လာပြီးတော့ပရိသတ်တွေကအာတေချာလေးကိုကြည့်ပေးပြီးတော့ဝေဖန်ပေးကြရဲချစ်ပေးကြရဲအတိမတ်ပြုပေးကြရဲဆိုတော့ဒီမို့အတွက်အရေးကြီးဆုံးကလည်းတကယ်ပရိသတ်ရဲ့အတိမတ်ပြုမှုတကယ်အားပေးမှုချစ်ခင်မှုတွေပဲဆိုတော့ဒီမို့ဒါကိုပြန်ရလိုက်ပါတယ်ဒီမို့အဲ့ဒါကိုလည်းကောင်းကောင်းခံစားရပါတယ်ဆိုတော့တကယ်ချစ်ပေးပရိသတ်တွေကိုလည်းကျေးဇူးတင်တယ်ဒီနေ့ရိုက်တာကြတော့ဟိုလိုပါအဲမိုရိုကာရဲ့ဇဝင် တခြင်းကို OSD ကိုအာချာလီနဲ့ဆုထက်လိုင်းကပြန်ပြီးတော့နှစ်ယောက်ပေါင်းပြီးတော့ခါပါပြန်ဆိုတာပေါ့နော်သူတို့ version လေးပြောင်းပြီးပြန်ဆိုထားတယ်ပေါ့ဆိုတော့ဒီတခြင်းလေးတွေ့ အမှန်တော့သူတို့လုံနေရကြာပြီမအားကြတာနဲ့နည်းနည်းကြာသွားတာဆိုတော့ဒီသချင်းလေးကိုအခုဒီမှာ music video ရိုက်ကူတာပေါ့ဆိုတော့ MV ရိုက်တဲ့ချိန်မှာအအမှန်တော့ဒီနေ့ကသူတို့နှစ်ယောက်တည်းရိုက်မှာအမကအရှိ shooting ရှိနေရဆိုတော့အရှိ shooting ကနေပြီးတော့အချိန်လေးနည်းနည်းရတော့အာဟိုလာပြီးတော့အဖြစ်ပေးတာလာပြီးတော့သူတို့စပုတ်ပေးဟုတ်ဟုတ်